အပြင်လောကမှာတခါမှမမြင်ဘူးတဲ့သူတယောက်ကိုသိနေနဲ့အိမ်မက်မှာပူပါသလားအခုဒီပုံမှန်မြင်နေရတဲ့သူကိုကဘာပေါ်ကလူပေါင်းတစ်သောင်းကျော်လောက်ကအပြင်လောကမှာမမြင်ဘူးဝင်မယ်အဲသူတို့ရဲ့အိမ်မက်ထဲမှာတော့မြင်တွေ့ဘူးကြပါတယ်အားလုံးပဲမင်္ဂလာပါ keyword တိတ်မကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကဇာမန်ကြီးပါအကျော်တေးဒီဗီယိုမှာတော့ကျွန်တော် YouTube comment တစ်ခုက the dream man အကြောင်းပြောပြပါဆိုပြီးတော့လာမတ်ထားတွေ့လို့ကျွန်တော်တေးဒီဗီယိုကို လုပ်လိုက်ခြင်းဖြစ်ပါတယ်။အနေဒီဗီဒီယိုထဲမှာတော့ဒီ The Dreamer နဲ့ပတ်သက်ပြီးကျွန်တော်တိတိတော့ကိုပြောပြတော့မယ်။ဗီဒီယိုလေးမစခင်မှာတော့ထုတ်စံတိုင်းပဲကျွန်တော်ရဲ့ Keyword တိတ်မဲ့ YouTube Channel လေးကို Subscribe လုပ်လို့ဆိုရင် Subscribe လုပ်ကြပါ။ဒီနောက်နူဒီဘက်ကောင်လောက်လေးလည်းနှိပ်ပေးကြပါ။အဲပြီးတော့ထုတ်စံတိုင်းပဲတင်နေတဲ့ဒီဗီဒီယိုလေးကို YouTube ကြည့်နေဆိုလို့ရှင်တော့ VPN နဲ့ခံပြီးတော့ကြည့်ပေးခြင်းဖြင့်ကူညီပေးကြဖို့လည်းဆုတောင်းချင်ပါတယ်။စတင်အောင်ပါ။ 2006ခုနှစ်လောက်တုန်းကနယူးယောက်မြို့မှာနေထိုင်တဲ့လူတစ်ယောက်ကစိတ်ကျမ်းမာရေးဆရာဝန်တယောက်စီသွားပြီးတော့သူကြုံတွေ့နေရတဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုပြောပြခဲ့ပါတယ်။အဲ့ဒါကတော့သူကညာတိုင်းလိုလိုအိမ်မက်တစ်ခုကိုမြင်မှတ်နေပြီးတော့အဲ့ဒီအိမ်မက်ထဲမှာလူတစ်ယောက်ကလည်းသူ့ကိုနှီးမျိုးစုံနဲ့တတ်ဖို့အတွက်စူးစမ်းနေပါတယ်။အဲဒါကြောင့်မလို့သူကဒီလူရဲ့လက်ကနေပြီးတော့လွတ်ဖို့အတွက်အိမ်မက်ထဲမှာငဲလိုလိုအန်ထွက်ပြေးနေရတယ်ဆိုလို့ပြောတယ်ပေါ့နော်။နောက်တစ်ခုကသူကဒီအိမ်မက်ထဲမှာပါတဲ့အဲသူ့ကိုတတ်ဖို့စူးစမ်းနေတဲ့သူကိုအဲသူကအပြင်မှာလည်းတခါမှမမြင်ဘူးမတွေ့ဘူးဆိုတဲ့အကြောင်းကိုဆရာဝန်ပြောပြပါတယ်။ အဲ့နောက်မှာတော့ဆရာဝန်ကသူအိမ်မက်ထဲမှာမြင်တွေ့ခဲ့ရတယ်ဆိုတော့လူရဲ့မျက်နှာအနေထားမျက်နှာပုံစံကိုဒီမေးတယ်ပေါ့နော်လူမေးတဲ့အခါမှာလူနာကလည်းအဲသူမြင်တွေ့ခဲ့တဲ့သူရဲ့မျက်နှာကိုသူမှတ်မိတဲ့အချက်မင်းပြောပြပါတယ်သူတို့ ਨੇ ပဲဒီပုံဖြစ်လာတာဖြစ်ပါတယ်နောက်ပိုင်းမှာတော့တခြားလူနာတွေလည်းဒီဆရာဝန်စီရောက်လာခဲ့ပြီးတော့အဲဒီပုံထဲကလူကိုသူတို့လည်းအိမ်မက်မှတ်တယ်ဆိုတဲ့အကြောင်းကိုပြောဆိုမှုတွေရှိလာပါတယ် ဒီလိုနဲ့နှစ်နှစ်ကြာ2008ခုနှစ်ကိုရောက်တဲ့အခါမှာတော့အီတလီလူမျိုး marketing အသက်ပညာရှင် Andrea Nadella လို့ခေါ်တဲ့သူက thisman.org ဆိုတဲ့ website တစ်ခုကိုထောင်ခဲ့ပါတယ်။အဲဒီ website မှာပဲ Everdream thisman ဆိုတဲ့ခေါင်းစဉ်နဲ့ဒီလူရဲ့မျက်နှာပုံကိုတင်ခဲ့ပြီးတော့သူရေးထားတဲ့အကြောင်းအရာကဒီတစ်ကမ္ဘာလုံးကလူအများစုရဲ့အိမ်မက်ထဲမှာမတူညီတဲ့နေရာမတူညီတဲ့အချိန်ခါတွေမှာဒီလူရဲ့မျက်နှာကိုအိမ်မက်ထဲမှာမြင်တွေ့ဘူးတဲ့ဆိုတဲ့အကြောင်းကိုဖော်ပြထားပါတယ်။ သူဒီလိုတင်ခဲ့ပြီးတလအတွင်းမှာပဲလူပေါင်း8000ကျော်လောက်ကသူတို့ကိုယ်တိုင်လည်းဒီမျက်နှာနဲ့လူကိုအိမ်မက်ထဲမှာမြင်တွေ့ဘူးတယ်အိမ်မက်မှတ်ဘူးတယ်ဆိုတော့တုတ်ပြန်ရေးသားမှုတွေရှိလာပါတယ်အဲ့ဒီအချိန်တုန်းကဒီပုံကအင်တာနက်ပေါ်မှာအတော်တော်လေးကိုနာမည်ကြီးတဲ့ trend ခုဖြစ်ခဲ့ပါတယ်အဲဒါကြောင့်ပဲလူအများစုကတကယ်အိမ်မက်မမှတ်ဘူးပဲနဲ့ trend join တဲ့ပုံစံမျိုးနဲ့ဒီပုံကိုအိမ်မက်မှတ်ဘူးတယ်ဆိုတော့ရေးသားပြောဆိုမှုတွေရှိလာပါတယ်ပြောရမယ်ဆိုရင်တကယ်အိမ်မက်မှတ်တဲ့သူတွေရှိသလိုတကယ်အိမ်မက်မမှတ်ဖက်နဲ့အမှတ်တဲ့ဆိုပြီးတော့ရေးသားပြောဆိုတဲ့သူတွေလည်းရှိလာတာဖြစ်ပါတယ် တို့နဲ့နောက်ထပ်နှစ်နှစ်ကြာ2010ခုနှစ်ကိုရောက်တဲ့အခါမှာတော့အဒီပုံကိုတင်ခဲ့တဲ့ Andrea Nadella ကအဒီပုံကတကယ်မဟုတ်ဘူးဆိုတဲ့အကြောင်းနဲ့အဲ viral marketing stunt တစ်ခုသာဖြစ်တယ်ဆိုတဲ့အကြောင်းကိုဝန်ခံခဲ့ပါတယ်။အဒီပုံရဲ့မျက်နှာကလည်းသူ့ဖေရဲ့မျက်နှာကအစိတ်ပိုင်းတချို့ကိုအခြေခံပြီးတော့မတူညီအောင်ဖန်တီးရေးဆွဲထားတယ်ဆိုတဲ့အကြောင်းကိုဝန်ခံခဲ့ပါတယ်။ ပြောရမယ်ဆိုရင်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ဒီ2006ခုနှစ်လောက်တုန်းကနယူးယောက်မြို့မှာနေထိုင်တဲ့လူတစ်ယောက်ကသူကဒီလူကိုအိမ်မက်အမြဲမက်နေတဲ့ကြောင့်မလို့ဆရာဝစီသွားပြီးတော့ဆွေးနွေးတဲ့အချိန်မှာဆိုတဲ့အကြောင်းအရာတွေကလည်းဒီအန်ဒရန်ဒလာဖန်တီးထားတဲ့ဒီဇလန်သက်သက်ဖြစ်ပါတယ်ဒါဆိုရင်ဒီကိစ္စတွေအလုံးကလုံးကြံဖန်တီးထားတဲ့အရာတွေဖြစ်နေတယ်ဆိုရင်တော့ပါပဲကမ္ဘာပေါ်ကလူတွေကဘာဖြစ်လို့တကယ်မရှိတဲ့လူတစ်ယောက်ကိုအိမ်မက်မက်ခဲ့ကြရတယ် ထမတစ်ခုကတော့ collective unconscious လို့ခေါ်တဲ့စိတ်ပညာရှင် Carl Jung ရဲ့ theory ပါ။အသူရဲ့ theory အရတော့လူတိုင်းရဲ့အတွင်းစိတ်ထဲမှာခြေဆက်ထားတဲ့အရာတခုရှိတယ်လို့ဆိုပါတယ်။ဒီအရာကြောင့်ပဲလူတိုင်းရဲ့အိမ်မက်ထဲမှာတူညီတဲ့ပုံရိပ်တွေဖြစ်ပေါ်လာနိုင်တာဆိုပြီးတော့ဆိုလိုတာဖြစ်ပါတယ်။နောက်တစ်ခုကတော့ crypto nature လို့ခေါ်တဲ့ hidden memory ပါ။အဒါကဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့လူသားတွေကကျွန်တော်တို့ဘဝမှာတစ်ခါလောက်ပဲတွေ့ဘူးတဲ့အရာတခုကိုမေ့သွားတတ်ကြပါတယ်။ ဒါပေမဲ့ဒီຢာတွေကကျွန်တော်တို့မသိလိုက်တဲ့အချိန်မှာပဲကျွန်တော်တို့ရဲ့အိမ်မက်ထဲမှာပြတ်ပေါ်လာတတ်ပါတယ်။အဲဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဥပမာပြောရရင်အကြောင်းညာတစ်ခုဒါမှမဟုတ်ရုပ်ရှင်ဇာတ်ကောင်တစ်ခုအဲဒါမှမဟုတ်ပြင်သွားလာနေတဲ့အပြင်မှာအမှတ်မထင်မြင်တဲ့ချင်းစိုက်မိတဲ့သူတယောက်ပေါ့နော်။အဲဒီလိုຢာတွေကတို့ memory တွေကကျွန်တော်တို့ကခဏလေးဖြစ်တဲ့အတွက်ကြောင့်လို့ပုံမှန်အချင်းတော့မေ့သွားတယ်ဆိုပေမဲ့အကျွန်တော်တို့ညာအိတ်တဲ့အခါမှာကျွန်တော်တို့မသိလိုက်တဲ့အချိန်မှာပဲဒီလို memory တွေကကျွန်တော်တို့ရဲ့အိမ်မက်ထဲမှာပြတ်ပေါ်လာတတ်ပါတယ်။ဒါတော့ crypto nature hidden memory လို့ခေါ်ပါတယ်။ ောက်တစ်ခုကတော့ psychological primer ပါပြောရမယ်ဆိုလို့ရှင်တော့စိတ်ဆွဲပြီးမှတာပေါ့နော်ဘယ်လိုမျိုးလဲဆိုလို့ရှင်ကျွန်တော်တို့က internet ပေါ်မှာဒီမျက်နှာပုံကိုတွေ့လိုက်မယ်နောက်ပြီးတော့ဒီပုံရဲ့အကြောင်းကိုသိလိုက်မယ်ပေါ့ဒါတို့သိလိုက်တဲ့အခါမျိုးမှာကျွန်တော်တို့အုံနောက်ကဒါကိုစိတ်ဆွဲသွားပြီးတော့အဲအုံနောက်ထဲမှာတင်ထားလိုက်ပြီးတော့ကျွန်တော်တို့အဲအဲ့ရဝင်တဲ့အခါမှာအိမ်မက်တစ်ခုနေနဲ့ပြန်မြင်အောင်လာတာမျိုးဖြစ်ပါတယ်ဒီလိုမျိုး theory တွေအခိုင်အမာရှိနေပေမဲ့တချို့လူတွေကတော့အာဒီပုံကတာမန်ပုံမဟုတ်ဘူးတခြားစိတ်ဆွမ်းအားတွေပေါဝင်ပတ်သက်နေတယ်ဆိုပြီးတော့ကြုံကြည့်မှုတွေလည်းရှိပါတယ် ုတ်ကဲ့ပါကျွန်တော်ခုပြောပြပေးခဲ့တာကတော့ the dream map လို့ခေါ်တဲ့ဒီအိမ်မက်ထဲမှာလူများစုအိမ်မက်မှတ်တယ်ဆိုတော့ဒီမျက်နှာအကြောင်းပဲဖြစ်တယ်ပေါ့နော်အဒီအကြောင်းနဲ့ပတ်သက်ပြီး predator ထင်မြင်ချက်ကိုလည်းအောက်ကကောမှာဝင်ရောက်ရေးသားတော်ရရပါတယ်အနောက်ထပ် video လုပ်စီခြင်းအကြောင်းညာနဲ့သိကြရအောင်ရှင်းလို့ရှင်လည်းအောက်ကကောမှာဝင်ရောက်ရေးသားတော်ရရပါတယ်ကျွန်တော်တက်နိုင်သော research လုပ်ပြီးတော့ video တစ်ပုဒ်ဖြစ်အောင်ဖန်တီးပေးတော့မယ် video လေးကိုဆုံးကြည့်ပေးလို့ကျေးဇူးတင်ပါတယ် like and subscribe လေးနဲ့နှိပ်ပေးတော့မေးပါနဲ့နောက်ဆက်ပြသောကောင်အကြောင်းလေးကြက်ဆောက်ကောင်အကြောင်းလေးတူပြန်လာခဲ့ပါဦး bye bye